ရင်နှွေးရဲ့တကြားရဲ့ပါမှုပွားစေရဲ့သုံးမျိုးကို ရောပြီးတော့မှွေထားပေးပါပြီးလို့ရှိရင်5မိနစ်လောက်ခဏလောက်အုပ်ထားပြီးတော့ဆောက်ပါပါဝင်တဲ့ပစ္စည်းတွေကို တခုချင်းစီကို ပြထားတဲ့အတိုင်းထည့်ပြီးလို့ရှိရင်ဆက်နဲ့ဂျုံမုတ်ကိုမှုရုံပါပဲ တကယ်လို့ကိုယ်စီမှာဂျုံမွေတဲ့အဆက်မရှိဘူးဆိုရင်တော့ပါဝင်တဲ့ပစ္စည်းတွေကိုထည့်ပြီးလို့ရှိရင်နောက်ဆုံးမှဂျုံမုတ်ကိုထည့်ပြီးတော့မုတ်သားကိုချောတဲ့အချိန်ထိနေပေးပါအခုတော့ဝါချောတဲ့အနေထားထိရအောင် မွေးပေးရပါမယ်။မောက်သားကိုဒါပဲပွလာအောင်မိနစ်30အုပ်ထားပါ ကဲမိနစ်30ပြည့်တဲ့အချိန်မှာမုတ်သားကဒါပဲပွားလာပြီးတော့ပါမုတ်အလုံးလေးတွေလုံးဖို့အစင်တင့်ပါပဲအဲ့အချိန်မှာပါမုတ်အလုံးလေးတွေကိုကိုကြိုက်သလိုနှစ်လုံး14လုံးကြိုက်သလိုအလုံးလေးတွေလုံးနိုင်ပါတယ်မိုးကတော့ပါမုတ်အလုံးကြီး17လုံးလုံးပါတယ် ကဲပမုံလုံးလေးတွေကိုနောက်ထပ်မိနစ်30လောက်ထပ်ပြီးတော့အုပ်ပြီးထားပါကဲမိနစ်30ပြီးတော့ပမုံလုံးလေးတွေကြည့်လိုက်တော့နှစ်ဆပွားလာပြီးတော့ပမုံဖုံးရံအစင်သိင်ဖြစ်ပါပြီပမုံဖုံးရံအစင်သိင်ဖြစ်တဲ့အချိန်မှာပမောဖုံးဆက်ကို အပူချေ220လောက်ထားပြီးတော့စနစ်ကနေပြီးတော့15မိနစ်လောက်ပမောကိုအလက်စစ်မှာထားပြီးတော့ပမောဖုတ်ပေးပါ ok vamos a ver por allá ကဲပမုံလုံးလေးတွေပေါ်မှာချက်ပြီးတော့ထောပက်လေးတွေတုတ်ပေးပါ ကဲအခုတော့နုညံ့ပြီးတော့မွေးနေတဲ့မောလာဦးနီနေချာစီနဲ့ပေါင်းဆက်ထားတဲ့နုညံ့တဲ့ပါမုံလုံးလေးတွေရပါပြီ။